ကိုရင်သူရဲ့နောက်ဆုံးအချိန်ကိုရှင်နာစွာနဲ့ဖြတ်တန်းခဲ့ရဖခင်တူစကားမပြောတတ်တဲ့ကလေးလေးတွေနေမကောင်းဖြစ်ရင်မိဘတွေမှာလွန်စွာစိုးရိမ်တော့ကရောက်ကြရပါတယ်။ကလေးခံစားနေရတဲ့ဝေဒနာတွေအများဆုံးပြတ်ကင်းဖို့အတွက် နီလန်ပေါင်းစုံစူးစမ်းအထောက်ရင်လက်လျှော့လိုက်ရတဲ့ဖခင်တူကယခုလိုရှင်ဖွင့်ပြောဆိုလာခဲ့ပါတယ်။ကလေးကကိုရင်နုတဲ့အချိန်စင်တော့ကွေးမိခဲ့ရာကြောင့်ကလေးလည်းထိသွားခဲ့တာပါ။ကလေးကမွေးလာချိန်မှာလက်ချောင်းလေးတွေကကွေးလို့မရဘူး။ ုံနောက်ဖွင့်ပြတဲ့အချိန်ဥကောင်းခွန်လိုက်မဖွင့်ပြတော့အုံနောက်ကဥကောင်းခွန်နဲ့တော်တော်ထီလို့တတ်တာလို့လဲဆီယဝင်ကပြောပြပါတယ်။ပုံနေကကလေးလေးရဲ့ဖခင်ဖြစ်သူကတော့တားလီရဲ့မိမယာရဲ့မျိုးဝန်းတစုံဇင်းယုံကဆီယဝင်တွေကငငယ်ကိုလက်လျှော့လိုက်ပြီးဆက်မကူတော့ဘူးလို့ပြောတော့မိဘတယောက်အနေနဲ့အတော်လေးခံစားခဲ့ရပါတယ်။ဒီကလေးလေးကအတွင်တက်တက်ရာကနေအသက်ပါပေးလိုက်ရတာဖြစ်ပါတယ်။ကလေးကတော့မိနေရာမဟုတ်ဘဲအတွင်တက်တက်ရာကနေတတိမလဲလာခဲ့တာဖြစ်ပါတယ်။အဲ့ဒီကနေဇင်းယုံတတော်နှာခေါင်းပိုက်ခဲ့ပြီးမှ ကလေးကနှလုံးခုန်ရက်ရက်လာတာဖြစ်ပြီးအရေးပေါ်အသက်ကယ်နည်းတွေနဲ့ဆရာဝန်တွေကလုပ်ပေးပေမဲ့နှစ်ခါလောက်လုပ်အပြီးမှဆရာဝန်တွေကနောက်တစ်ခါဆိုမလုပ်ပေးတော့ဘူးလို့ပြောလို့အိမ်ပြန်ခေါ်လာတာပါအဲကနေအိမ်ရောက်မနက်9နာရီမှာဆုံးသွားတာပါကလေးကတာမန်ကလေးလိုလည်းမဟုတ်တော့ခံနိုင်ရင်မရှိတာလည်းပါပါတယ်ဒါရဲ့တာနာကုတ်ကန်ငငယ်ဘာမှမဖြစ်ဘူးနော်ပပားတို့ရှိရင်အတင်းထားနော်ငယ်ပြောနေပြီမဲ့ပပားရင်နဲ့ကြည်ခွဲနေရပါပြီငယ်ကဲဒါဆိုလေအိမ်ပြန်ခေါ်ကြတာပေါ့ ည7:00လောက်ကားနဲ့အိမ်ပြန်ခေါ်ခဲ့တယ်။ကားပေါ်မှာသားလေးကိုကြည့်တော့မျက်လုံးလေးမိတ်လို့လေ။ငငယ်ပပားတို့နဲ့အိမ်ပြန်ကြမယ်ဆိုတော့မျက်လုံးလေးဖွင့်ပြီးကြည့်ရှာ යි ။ဒီပုံလေးရလိုပါပဲ။ဒီမျက်ဝန်းလေးကိုပပားဘယ်တော့မှမမိရအောင်တားငယ်ရေ။ငငယ်ရေဒီနေ့ကပပားမွေးနေ့ဆိုပေမဲ့ငငယ်လေးထွက်သွားတာတနေ့6လပြည့်ရနေ့လေ။ပြန်မရမှန်းသိပေမဲ့ငငယ်ကိုပြန်တွေ့ပြန်လို့ဂျင်းနေငငယ်ရေးဆိုပြီးဖခင်ဖြစ်သူကဝမ်းနေစွာရေးသားလာခဲ့တာပဲဖြစ်ပါ යි ။ပပမမတခုနဲ့ခေါ်ပြီးနှုတ်ဆက်က ဘဝတစ်ခုမှာ၄နှစ်တာစုံစည်းခွင့်ရပြီးငငယ်ရောမညိုညင်မဲ့ပြုစုခဲ့ပါရင်တော့ငငယ်တန်တရားတကွေ့မှာကန်ဆောင်လို့ပြန်ဆောင်ခဲ့မယ်ဆိုရင်ပြည့်ပြည့်စုံစုံကုလန့်အင်ကကန်းကောင်းမွန်မွန်လေးမြေတွေ့ပြစီငငယ်ငငယ်ကိုအားလုံးကအရန်ချစ်ပါရင်တော့ငငယ်ဝစ်ကြွေးပြီးဒီဘဝတင်ကြပါစီပပမမနဲ့ငငယ်ကိုချစ်တဲ့သူများကဆုတောင်းပေးပါရဲ့ဆိုပြီးပြောလာခဲ့တာပဲဖြစ်ပါအဆုံးထိကြည့်ပြီးလို့အားလုံးကျေးဇူးတင်ပါတယ်နောက်ထပ်ဗီဒီယိုလေးမှာပြန်တွေ့ကြပါမယ်ရှင် ရက်ွက်တရားလူတွေပြောတယ်လို့မဟုတ်ပဲမိခင်ကြီးကဒီနေ့မနက်မှာရုတ်ရက်ကွဲလွန်သွားကြောင်းပြန်လည်ဖြည့်ရှင်းလာရေးတိဥဆောင်ရီရီပွင့်ဖြူမိင်္ဂလာပါပရိသတ်ကြီးတို့ရေရီရီပွင့်ဖြူနဲ့စင်ဖြူတို့ဇနီးမောင်နှံကတော့နေရာဆောင်ပတ်ပြီးခီးအမြဲထွက်နေတဲ့တဲ့ဇနီးမောင်နှံနှစ်ယောက်လေးဖြစ်ပါတယ်ဒါပေမဲ့လည်းအခုလိုခီးတွေပဲထွက်နေရကြောင်းမိခင်ဖြစ်သူဆုံးပါသွားချိန်မှာတော့လူပြောစရာဝေဖန်စရာတခုဖြစ်သွားခဲ့ရပါတယ်ဒါကတော့ရီရီရဲ့အမေဖြစ်တဲ့ ဇပ်ပိုးတုစာတူဖြစ်သူဒေါခေတန်းဝင်းဟာသွေးတိုးရောဂါနဲ့နေအိမ်တိုက်ခမ်းမှာပဲဆုံးပါသွားခဲ့ရတာပဲဖြစ်ပိုက်။ဒါပေမဲ့လည်းဒါကိုရီရီတို့ဇနီးမောင်နှံကခီးတွေထွက်ပြီးမိခင်အနာမရှိခဲ့တာကြောင့်အမေဆုံးပြီး၃ရက်အကြာအနက်ထွက်မှသိရတယ်လို့ပြောနေခဲ့ကြတာပဲဖြစ်ပိုက်။ဒါကြောင့်တိရစ္ဆာန်ရီရီပွင့်ဖြူက ဒီညနေမှာပဲပြည်သက်တွေကိုအတိပေးလာတာပါမိခင်ဖြစ်သူတျုပ်ဆောင်ဒေါခင်တန်းဝင်းဆုံးပါသွားကြောင်းကိုအတိပေးလာတာဖြစ်ပြီးဒေါခင်တန်းဝင်းမဆုံးပါခင်မှာသူမနဲ့ပတ်သက်တဲ့သတင်းကောလာဟာလာတချို့ထွက်ပေါ်လာခဲ့ပါသေးရဲ့ဒါကတော့နေအိမ်မှာဆုံးပါနေတဲ့သူမကိုဘယ်သူမှမသိရှိကြပဲတိုက်ခန်းပုံဝင်ခြင်းကရဲစခန်းထံဖုန်းဆက်အကြောင်းကြားမှသိရရဲ့ဆိုရဲကောလာဟာလာတွေပြန့်နေနေရပါဒါကြောင့်ကြီးကြီးပွင့်ဖြူကတော့အများထင်သလိုရက်ွက်တဲ့ကလူတွေပြောနေသလိုအမိအကြောင်း၃ရက်ကြာမှသိရဲဆိုတာအမှန်မဟုတ်ပါဘူး ဒီကနေ့24ရက်9လ2024မှာသွေးတိုးယောဂာနဲ့သူမနေအိမ်မှာရုတ်ရက်ကွက်လွန်သွားတာပါရက်ွက်တရားလူတွေပြောနေသလိုအမိအကြောင်း၃ရက်ကြာမှသိရဲဆိုတာအမှန်မဟုတ်ပါဘူးအမိဆုံးပြီးကျမအမိကသွေးတိုးယောဂာတမပါအဲ့ဒါပြင်တခြားအိရာတွေလဲနေရယောဂာဘာမှမရှိပါဘူး ဒီမနက်မှာပဲရုတ်တရက်သွေးဆောင်တက်ပြီးဆုံးသွားတာပါဒါကိုဘာလို့တင်ရသုံးရက်ရှိပြီးတော့ပုတ်စော်နန်းနေပြီးတော့မဟုတ်တဲ့အကြောင်းတွေရေးချင်ပြောချင်နေကြတာပါလေသုံးရက်ကြာပြီလို့ပြောရအောင်ပြောတဲ့သူကျမတို့အိမ်ထဲဝင်ခွင့်ရှိလားညီရလားထီရလားပြောပါဘာကြောင့်လဲကျမနားမလည်နိုင်ဘူးသွားလေသူအေးသေးသွားပါစီလားရှိကိုရင်မဟုတ်မမှန်စကားကြောင့်ကြံရည်သူမိသားစုကိုပါထတ်စိတ်စင်းရရောဘာအကျိုးမျက်များရမှာမို့လို့ပါလေမီဒီယာများလည်းအင်တာဗျူးတောင်းဆိုရာလက်မခံတာနားလေပြပုံမြစ်တာရက်ခံပါ යි တရုတ်ဆောင်ခင်တန်းဝင်းဟာသွေးတူယောဂအခမ်းရှိသူဖြစ်ပြီးယနေ့မနက်မှာပဲရုတ်တရက်သွေးဆောင်တက်ခဲ့ရာကြောင့်ဆုံးမသွားခဲ့ရာဖြစ်တယ်လို့တည်ဆုံးပြီး၃ရက်အကြာမှာသိရဲဆိုတာမဟုတ်ကြောင်းတမီဖြစ်သူရီရီပွင့်ပြူကပြောလာခဲ့တာပဲဖြစ်ပါတယ်။အမှုပညာရှင်တယောက်လည်းဖြစ်တယ်လို့မိသားစုများရဲ့တန်မိုးရှိရဲ့မိခင်ကြီးလည်းဖြစ်လို့ကောင်းရမွန်ရာရောက်ပါစေလို့ဆုတောင်းပေးလိုက်ရပါတယ်။အဆုံးထိကြည့်ပြီးလို့အားလုံးကျေးဇူးတင်ပါတယ်။ကိုရင်သူရဲ့နောက်ဆုံးအချိန်ကိုရှင်နာစွာနဲ့ဖြတ်တန်းခဲ့ရဖခင်တို့ စကားမပြောတတ်တဲ့ရဲ့ကလေးလေးတွေနေမကောင်းဖြစ်ရင်မိဘတွေမှာလွန်စွာစိုးရိမ်တော့ကရောက်ကြရပါတယ်။ကလေးခံစားနေရတဲ့ဝေဒနာတွေအမြန်ဆုံးပြတ်ကင်းဖို့အတွက်နီလန်ပေါင်းစုံကြိုးစားအားထုတ်ရင်လက်လျှော့လိုက်ရတဲ့ဖခင်တဦးကဒီခုလိုရှင်ဖွင့်ပြောဆိုလာခဲ့ပါတယ်။ကလေးကကိုဝင်နူးတဲ့အချိန်စင်တုပ်ကွေးမိခဲ့ရာကြောင့်ကလေးလည်းထိသွားခဲ့တာပါကလေးကမွေးလာချိန်မှာလက်ချောင်းလေးတွေကကွေးလို့မရဘူးအုံနောက်ဖွင့်ပြတဲ့အချိန်ဥကောင်းခွန်လိုက်မဖွင့်ပြတော့အုံနောက်ကဥကောင်းခွန်နဲ့တော်တော်ထိလို့တတ်တာလို့လဲဆရာဝန်ကပြောပြပါတယ် ပုံနေကကလေးလေးရဲ့ဖခင်ဖြစ်သူကတော့တာလီရဲ့မိမယာရဲ့မျက်ဝန်းတစ်စုံစီးရုံကားဆရာဝန်တွေကငငယ်ကိုလက်လျှော့လိုက်ပြီးဆက်မကူတော့ဘူးလို့ပြောတော့မိဘတယောက်အနေနဲ့အတော်လေးခံစားခဲ့ရပါတယ်။ဒီကလေးလေးကအတွင်တက်တက်ရာကနေ အသက်ပါပေးလိုက်ရတာဖြစ်ပါတယ်။ကလေးကတော့မိနေရာမဟုတ်ဘဲအတွင်တက်တက်ရာကနေတတိမလဲလာခဲ့တာဖြစ်ပါတယ်။အဲဒီကနေစီးရုံတတော်နှာခေါင်းပိုက်ထည့်ပြီးမှကလေးကနှလုံးခုန်ရက်ရက်လာတာဖြစ်ပြီးအရေးပေါ်အသက်ကယ်နည်းတွေနဲ့ဆရာဝန်တွေကလုပ်ပေးပေမဲ့ နှစ်ခါလောက်လောက်အပြီးမှဆရာဝန်တွေကနောက်တစ်ခါဆိုမလုပ်ပြီးတော့ဘူးလို့ပြောလို့အိမ်ပြန်ခေါ်လာတာပါအဲကနေအိမ်ရောက်မနက်9နာရီမှဆုံးသွားတာပါကလေးကတာမန်ကလေးလိုလည်းမဟုတ်တော့ခန္ဓာရည်မရှိတာလည်းပါပါတယ်ဒါရဲ့တာနာကုတ်ကငငယ်ဘာမှမဖြစ်ဘူးနော်ပပားလို့ရှိရင်အတင်းထားနော်ငယ်ပြောနေပြီမိပပားရင်နဲ့ကြည်ခွဲနေရပါပြီငယ်ကဲဒါဆိုလည်းအိမ်ပြန်ခေါ်ကြတာပေါ့ညာ7လောက်ကားနဲ့အိမ်ပြန်ခေါ်ခဲ့တယ်ကားပေါ်မှာသားလေးကိုကြည့်တော့မျက်လုံးလေးမှိတ်လို့လေ ငငယ်ပပားတို့နဲ့အိမ်ပြန်ကြမယ်ဆိုတော့မျက်လုံးလေးဖွင့်ပြီးကြည့်ရှာ යි ဒီပုံလေးရလိုပါပဲဒီမျက်ဝန်းလေးကိုပပားဘယ်တော့မှမမိရအောင်တားငယ်ငငယ်ရေဒီနေ့ကပပားမွေးနေ့ဆိုပေမဲ့ငငယ်လေးထွက်သွားတာတနည်း6လပြည့်ရဲ့နေ့လေးပြန်မရမှန်းသိပေမဲ့ငငယ်ကိုပြန်တွေ့ပြန်လို့ခြင်းနဲ့ငငယ်ရေးဆိုပြီးဖခင်ဖြစ်သူကဝမ်းနေစွာရေးသားလာခဲ့တာပဲဖြစ်ပါ යි ပပားမမတခုနဲ့ခေါ်ပြီးနှုတ်ဆက်ကဘဝတစ်ခုမှာ၄နှစ်တာစုံစည်းခွင့်ရပြီးငငယ်ကိုမညှို့ညင်မဲ့ပြုစုခဲ့ပါရဲ့နော် ငငယ်တန်တရားတကွေ့မှာကန်ဆောင်လို့ပြန်ဆောင်ခဲ့မယ်ဆိုရင်ပြပြဆုံဆုံကိုလက်အင်ကကန်းကန်းမုံမုံလေးမြင်တွေ့ပြစီငငယ်ငငယ်ကိုအားလုံးကအရန်ချစ်ပိုင်းနော်ငငယ်ဝစ်ကြွေးပြီးဒီဘဝတင်ကြည်ပါစီပပမမနဲ့ငငယ်ကိုချစ်တဲ့သူများကစွတ်တောင်းပေးပါ යි ဆိုပြီးပြောလာခဲ့တာပဲဖြစ်ပါ යි အဆုံးထိကြည်ပေးလို့အားလုံးကျေးဇူးတင်ပါတယ်နောက်ထပ်ဗီဒီယိုလေးမှာပြန်တွေ့ကြပါမယ်ရှင်ရက်ွက်တရားလူတွေပြောတယ်လို့မဟုတ်ပဲမိခင်ကြီးကဒီနေ့မနက်မှာရုတ်ရက်ကွဲလွန်သွားကြောင်းပြန်လေဖြစ်ရှင်းလာရေးတိကျအောင်ရည်ရည်ပွင့်ဖြူ မင်္ဂလာပါပရိသတ်ကြီးတို့ရေကြီးကြီးပွင့်ဖြူနဲ့စင်ဖြူတို့ဇနီးမောင်နှံကတော့နေရာဆောင်ပတ်ပြီးခီးအမြဲထွက်နေတဲ့ဇနီးမောင်နှံနှစ်ယောက်လေးဖြစ်ပါတယ်။ဒါပေမဲ့လည်းအခုလိုခီးတွေပဲထွက်နေရတော့မိခင်ဖြစ်သူဆုံးပါသွားချိန်မှာတော့လူပြောစရာဝေဖန်စရာတခုဖြစ်သွားခဲ့ရပါတယ်။ဒါကတော့ရီရီရဲ့အမေဖြစ်တဲ့ ဇပ်ပိုးတိဥစာတူဖြစ်သူဒေါခေတန်းဝင်းဟာတွီတိုယောဂာနဲ့နေအိမ်တိုက်ခန်းမှာပဲဆုံးပါသွားခဲ့ရတာပဲဖြစ်ပါတယ်။ဒါပေမဲ့လည်းဒါကိုရီရီတို့ဇနီးမောင်နှံကခီးတွေထွက်ပြီးမိခင်အနာမရှိခဲ့တာကြောင့်အမေဆုံးပြီး၃ရက်အကြာအနက်ထွက်မှသိရတယ်လို့ပြောနေခဲ့ကြတာပဲဖြစ်ပါတယ်။ဒါကြောင့်တိဥစာရီရီပွင့်ဖြူက ဒီညနေမှာပဲပြည်သက်တွေကိုအတိပေးလာတာပါမိခင်ဖြစ်သူတျုပ်ဆောင်ဒေါခင်တန်းဝင်းဆုံးပါသွားကြောင်းကိုအတိပေးလာတာဖြစ်ပြီးဒေါခင်တန်းဝင်းမဆုံးပါခင်မှာသူမနဲ့ပတ်သက်တဲ့သတင်းကောလာဟလာတချို့ထွက်ပေါ်လာခဲ့ပါသေးတယ်။ဒါကတော့နေအိမ်မှာဆုံးပါနေတဲ့သူမကိုဘယ်သူမှမသိရှိကြပဲတိုက်ခန်းပုံဝင်ခြင်းကရဲစခန်းထံဖုန်းဆက်အကြောင်းကြားမှသိရတယ်ဆိုရက်ကောလာဟလာတွေပြန့်တဲ့နေရပါဒါကြောင့်ကြီးကြီးပွင့်ဖြူကတော့အများထင်သလိုရက်ွက်တဲ့ကလူတွေပြောနေသလိုအမိအကြောင်း၃ရက်ကြာမှသိရဲဆိုတာအမှန်မဟုတ်ပါဘူးဒီကနေ့